အခုတင်ဆက်ပေးမယ့်သတင်းကတော့မောင်မကန်ကန်းချင်းဒီဒံယာနဲ့တေဆုံနေတဲ့ဝေလ9တကောင်တောင်တင်နေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္လာရီတိုင်းဒေသကြီးဒဝဲခရိုင်လောင်းလုံမြို့နယ်မှာရှိတဲ့မောင်မကန်ကန်းချင်းရဲ့တောင်ဘက်6မိုင်ခန့်ကွာကမ်းမတီရွာမှာရှိတဲ့ကန်းဆက်မှာမတ်လ18ရက်နေ့ကဝေလ9တကောင်မျောပါလာပြီးကန်းဆက်မှာတောင်တင်နေရလို့သိရပါတယ်။အဆိုပါဝေလ9ကိုမြင်တွေ့ချိန်မှာကန်းဆက်ရေပြင်ပေါ်တင်နေပြီးရွာသားတွေက ကမ်းခြေသဲခုံဘုံကိုခက်ခက်ခဲခဲဆွဲတင်ခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တခုကျော်အတွင်းဒဝေဒေသအတွင်းမှာရှိတဲ့ကမ်းခြေတွေကိုဝေလ၅ဒေသများတောက်တင်ခဲ့မှုပြီးအမျိုးအစားအနေနဲ့သွားမပါတဲ့ဝေလငါအမျိုးအစားများပြပြီးအဲ့ဒီဝေလငါတွေဟာမြမကံယိုရန်ဒေတာတွေကိုမကြခဏဝင်ရောက်လာလေးရှိရလို့သိရပါဗျ။အခုတွေ့ရှိခဲ့တဲ့ဝေလငါဟာအမြင့်ပေ၈ပေရှိပြီးအရှိကတော့၄၂ပေတော်ရှိပါတယ်။အဲ့ဒီငါဟာကမ်းခြေကိုမျောလာကြတဲ့ကဝမ်းပိုက်မှာတစ်ခုခုနဲ့တိုက်မိတာဒါမှမဟုတ် လက်နက်တစ်မျိုးနဲ့ပြစ်ထားတာခံခဲ့ရသလိုဒဏ်ရာတစ်ခုပါလာပြီးအဆိုပါဒဏ်ရာဟာနှစ်ပေပတ်လည်အကျယ်လောက်ရှိရလို့သိရပါဗျ။အဆိုပါဝေလ9တောင်တရာနေရအနီးမှာရှိတဲ့မောင်းမကန်ကန်းချိန်နဲ့မျော်ရည်ကန်းချိန်အကြားမှာလွန်ခဲ့တဲ့2005ခုနှစ်ဇွန်လ26ရက်နေ့ကလည်းအရှေ36ပေကျော်အမြင့်9ပေ9လက်မအရွယ်ရှိတဲ့သွားမပါတဲ့ဝေလ9အမျိုးအစားအသေးတကောင်တောင်းတင်ခဲ့ပြီးအဲ့ဒီဝေလ9အကျိုးစုကိုဒဝဲတက်ကတော်တတ္တဗေဒဌာနမှာထိမ့်သိမ်းထားရှိပါတယ်။ အခုတောင်တင်ခဲ့တဲ့ဝေလ၅မျိုးစားကိုမသိရှိရသေးပေမဲ့လည်းအဲ့ဒီ၅မှာလည်းသွားမပါရှိဘူးလို့အဲ့ဒီ၅ကနေအသားတွေကိုထုတ်ယူနေသူတွေထံကနေသိရပါဗျာ။